ကရှိမင်းရဲ့ချစ်ကိုသဘောကျပါလေဘာလို့လဲဆိုတော့ तू ကတခုပဲချစ်တာပဲသိတာလေကျန်တာဘာမှမသိဘူးရှိမင်းနဲ့ပြန်အောင်ရင်းလင်းကြတော့မချစ်တတ်တာချင်းရတော့တူတူပါပဲဟာဒါပေမဲ့ဒါပေမဲ့ရှိမင်းကပူကျန်းတာပေါ့ဗျာပူချစ်ရင်တော့မချစ်တဲ့တော့ဆိုတာမရှိပါဘူးရှိတော့ပါချစ်တဲ့တော့ပဲเนาะဘေဘီကိုလွမ်းလိုက်ရတာဘေဘီကိုနည်းနည်းလေးမှတော့မလွမ်းဘူးလားတတိမရဘူးလား နွမ်းမောင်ပြန်လာမယ်ဆိုတာသိနေရ Baby Baby မချစ်လဲကိုကြီးမဆိုင်ဘူးကိုကကိုချစ်နေရရင်ကိုကျင်နဲ့နေရကောင်မျိုးနော် Baby သိပါတယ်အဲ့ဆိုလဲဘာလို့လာမင်းနေသေးလဲအဲ့မချစ်လို့လာမင်းနေပါရှင် မချစ်တင်သော fan meeting ပေါ့လေအဲ့ဒါဒီပွဲလေးကဒီနေ့တက်ရောက်ဖြစ်တာပေါ့ဟာအရန်ပျော်ရွှင်ရပါတယ်ပြီးတော့ကျွန်တော်အရင်တော့လည်း interview မှာပြောခဲ့သလိုပဲလေအရန်အခုလောက်အားပေးလိုက်ပဲလို့ကျွန်တော်တကယ်မထင်သားခဲ့ဘူးပေါ့နော်အဲ့မဲ့အရန်အားပေးတဲ့အတွက်ကြောင့်အရန်ကိုဝမ်းသာရရဲ့အဲမိမိတို့ကလည်းအရန်ဝမ်းသာရတယ်ဘာလို့လဲဆိုတော့အာကားလေးကအရန်အောင်မြင်တော့အာမိမိကပုံပြီးဝမ်းသာရပါတယ်။ तू ကမပြတ်သားဘူးပေါ့နော်စိတ်က ဖြစ်ချင်လဲဆိုတာလဲခံမှန်းရခက်တယ်အဲ့တော့ပြိတက်တွေကြည့်ရလဲသူအားတော့ရမှာမဟုတ်ဘူးပြီးတော့ကောင်းလေးကိုလူချေရတယ်ခန္ဓာခြေရမဟုတ်ပါဘူးစိတ်ကောက်တာစိတ်ကောက်တာပါရှင်တို့ဆိုရတယောက်ဆိုရပါဘူးဟာတယောက်ဆိုရပြီတဲ့ကြိုက်ပါအကြိုက်ပါချုံနောင်တော့မကြိုက်ချုံနောင်တော့မကြိုက်ဘူးမိုက်ရင်တော့ကြိုက်ပါမဟာ တရုပ်ဆောင်တာလည်းကောင်းတယ်ပြီးတော့ဟိုဒီ character နဲ့ရွှေရုပ်ဟိုဒီအဲညီမလေးနဲ့ကတအားလိုက်တယ်လို့ကိုခံစားရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ character ကကောင်းမလေးကငယ်ငယ်လေးပြီးတော့အဲ့လိုတစ်ချက်တစ်ချက်ဆိုအဲ့လိုစူပုတ်ပုတ်ကလေးအဲ့လိုမျိုးလေးဖြစ်နေရဟိုကသူနဲ့ဆိုဟာကွက်တီပဲတစ်ထပ်သေးကြာနေရဆိုတော့လေဟိုဒါကြောင့်လေဒီကားကပို့ပြီးတော့ဟိုပါပေါ့နော် အရှိန်ရတယ်ပို့ပြီးတော့လည်းပြိသက်အနေနဲ့စိတ်ဝင်စားမှုအားလည်းမြင့်တက်တယ်အားပေးတယ်အရင်အားပေးတယ်လို့ကျွန်တော်ခံစားရပါတယ်ဟုတ်စိုက်မရိုက်ခင်ဒီဇက်ကိုစဖတ်တော့ဟိုကျွန်တော်တို့စိန်ခေါ်မှုတစ်ခုတော့ဖြစ်တယ်ပေါ့နော်ကျွန်တော်တစ်ခါမှအဲ့လိုအရင် toxic ဖြစ်တဲ့ character မျိုးတယောက်ဆောင်ဘူးတာမရှိဘူးပေါ့ဆိုတော့ကျွန်တော်တို့အရင်စိန်ခေါ်မှုတစ်ခုဖြစ်တယ်ပေါ့နော်ပြီးတော့ဟိုပါပေါ့ဟိုအဓိကဒီဟိုအားလုံးတော်လို့လည်းပါပါလေကျွန်တော် character ပုံဝင်တာလေကြိုက်ပေးတဲ့ director ကိုညံရောအဲမီမီရော အကုန်လုံးပေါ့နော်ဟို support လုပ်တဲ့ဟိုပံ့ပိုးပေးတဲ့အဲ့ဒီအတွက်ကြောင့်ဟိုအရန်ကိုပေါ့နော်ဟိုကျွန်တော်အနေနဲ့ဟို book ကလည်းအဲ့ဒီအချိန်မှာရှိမင်းရဲ့ mood ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော် interview အရင်တော့လည်းပြောပါတယ်ကျွန်တော်ကိုကျွန်တော်ပြန်ကြည့်ရမှာအောင်နည်းနည်းဟိုစိုးရိမ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ရှိမင်းကတအားကြမ်းတယ်လေဟို ပြီးတော့နည်းနည်းလေးပုံမှန်စိတ်မဟုတ်ဘူးလေနည်းနည်း toxic လည်းလာဖြစ်တယ်ဆိုတော့အဲ့ဒါလေးပေါ့ဒါတော့ character ဝင်နေပြဿနာတွေအားပေးတယ်ခြိုက်ကြတယ်ဆိုတော့ဘာကြီးကြီးပြောတာပေါ့ကျွန်တော်ကရှိမင်းရဲ့ချစ်ကိုသဘောကျပါတယ်ဘာလို့လဲဆိုတော့ तू ကတစ်ခုပဲချစ်တာပဲသိတာလေကျန်တာဘာမှမသိဘူးအဲ့ဒါကိုသဘောကျတယ်အဲကျွန်တော်ကမရိုက်ခင်တည်းကမိမိကိုပြောပါတယ်မိမိဟိုဟာကိုကြီးလုံမယ်ကိုလုံမယ်နော်ဘာလို့လဲဆိုတော့ သူသူကြောက်မှာဆိုလို့လေခါလေကြာလဲသူမမျော်လင့်တဲ့ဟာမျိုးဖြစ်သွားမှာဆိုဒါတော့သူတစင်းမှာဆိုသူကြောက်တဲ့ဟာတကယ်ပေါ်တယ်နော်အခုអော်လိုက်တာလေဟိုခန်းထဲမှာဝင်းနစ်ဆင်းမှာဟတ်လာလို့လုပ်လိုက်တဲ့ဟာမှာတော်တော်တုံွားတဲ့ဟာဆိုရင်အဲ့တော့ဆိုရင်ကိုလည်းအဲ့အချိန်မှာဖြစ်လာတဲ့မူပေါ်မူတည်ပြီးတော့ပဲလုပ်လိုက်တာသူ့ကိုလည်းမိမျိုးလည်းမပြောထားလိုက်မိရဲ့အတွက်ကြောင့်တော့အဲ့မှာတော့သူတုံွားတယ်အဲ့လို အဲ့ဒါပေါ့ဒါမဲ့ဘယ်ဆင်းမဲ့ရိုက်ရိုက်ပါဟိုအများအဖြစ်ကတော့ကြိုပြောထားတာမိမိကိုကြီးဒီမှာတင်မယ်နော်မိမိလည်းလိုက်တင်ပြီအဲ့ဒါမှကောင်းပါဆိုပြီးတော့ပြောလာတော့ဘာဖြစ်ဟိုအခုမှစရိုက်တဲ့သူတယောက်အနေနဲ့တော်တော်လိုက်နိုင်တယ်ပဲကျွန်တော်က appreciate ဖြစ်ပါတယ် appreciate လည်းစိတ်နဲ့ဖြစ်ပါတော့ဟုတ်တယ်ဟုတ်တယ်ဟုတ်ကြည်လာလေမူကကြတော့ဘယ်လိုဘယ်လိုရှိရှိဘယ်လိုရှိရတဲ့ character စီးဝင်မှု character စီးဝင်မှု အဲ့ဒါရရင်ရရင်နဲ့အဲစကားပြတာနေကြအရန်ဆွာလာချွေယုံစိတ်လည်းမကောက်တက်လာဟုတ်တယ်နော်အဲ့ရအမတ်တရားတော့ပွေ့ချီရဲ့ဆင်းလေးရတော့အစားတော့ဒီတိုင်းပဲဆွဲခေါ်လာဖို့ပဲလောက်တာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်အကူညာနဲ့တိုင်ပင်တာပေါ့ဒရိုက်တာနဲ့ကျွန်တော်ပွေ့လိုက်ခြင်းတယ်လို့ပြောလဲဆိုတော့အဲ့ဒါဆိုရင် shaming character လည်းပို့ပေါ်မလားမသိဘူးပြောလို့ဆိုတော့ဇိုးကနဲ့ဇက်ခနဲ့လှုပ်လိုက်တဲ့ပုံစံမျိုးဆိုတော့ ပြီးတော့တစ်ဖက်ကရွှေရုပ်ကရွှေရုပ်ရဲ့မုကလည်းအဲ့အချိန်မှာမျောလင့်ထားမှာမဟုတ်ဘူးလေဆိုတော့အဲ့ဒါဒါပေမဲ့အစားတော့ဆန်စာတို့ဘာလို့တွေးရတာပေါ့နော်ဆန်စာမရရပါမလားပါညာအဲ့လိုတွေးပြီးတော့နှစ်မျိုးရိုက်ထားလိုက်တာပေါ့အဲဒီတိုင်းရိုးရိုးနော်ဒီတိုင်းရိုးရိုးခေါ်သွားတာတော့ပွေ့ချီရဒါပေမဲ့ပွေ့ချီတာကိုပြန်ကောင်းချင်တော့ဟိုဆန်စာလူကြီးတွေကလည်းပေးတယ်ပေါ့နော်အဲ့ဒါတဲ့ဟိုပွေ့ချီတဲ့ဟာလေးကရှေးမင်းရဲ့ character ကိုပို့ပြီးတော့ရွှေမင်းနဲ့ရွှေရုံးနဲ့ character ကိုပို့ပြီးတော့အထောက်အကူဖြစ်သွားစေတာပေါ့ ပြင်ဆင်ရတာပေါ့ကျွန်တော်ကလေဟိုရှူတင်သွားတဲ့အဲ့လိုရှိမ့်မင်းငါရှိမ့်မင်းရှိမ့်မင်းရှိမ့်မင်းဆိုပြီးတော့ကားပေါ်မှာရွတ်ပြီးတော့သွားရတာဘာလို့လဲဆိုတော့ character ကနည်းနည်းကျန်းနေပြီးတော့ရှေ့စင်းနဲ့နောက်စင်းမှာရှေ့စင်းမှာရန်တက်ပြီးနောက်စင်းမှာကြံကြသွားလို့လည်းမရတဲ့ဟာတွေပါတာပေါ့နော်ဆိုတော့အဲ့ဒါကြီးကအရန်ဟိုပါပေါ့တတိထားတဲ့အရာတွေပေါ့ဆိုတော့အားဖြင့်ပေါ့ကိုတတ်နိုင်တယ်လို့အကောင်းဆုံးစူးစမ်းခဲ့တော့ဒီချိန်မှာပြိသက်တွေကလည်း ောကြရတဲ့အတွက်ကြောင့်ကျွန်တော်တကယ်ဝမ်းသာပီတိဖြစ်ရပါတယ်အင်မတန်လဲပြိသက်တွေကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ချိန်မင်းနဲ့ပြန်အောင်ရင်းလင်းကြောင့်မချစ်တတ်တာချင်းရတော့တူတူပါပဲဒါပေမဲ့ဒါပေမဲ့ချိန်မင်းကပူကျန်းတာပေါ့ဗျာပြန်အောင်ရင်းလင်းရတော့ ဟိုဘောအင်းဘောဟိုလူညံ့တဲ့ခါလဲလူညံ့တာဘောစိတ်လိုတဲ့ခါလဲစိတ်လိုတာဘောဒါလူဆိုတော့လေဒီအဲ့လောက်ပါပဲရှင်းမရတော့ရန်တော့ဆစ်နတ်တော့ဆစ်ဆိုတာတနည်းပုံကျမ်းတာဘောနော်ရှင်လိုက် application မှာကြည့်လို့ရပါတယ်ရှင်ပြီးတော့ဒီမှာပြလို့ပြီးသွားရင်လည်း channel game မှာဆက်ပြီးတော့ကြည့်လို့ရပါတယ်ရှင်ဘူးရစ်မချစ်တဲ့တော့မချစ်တဲ့တော့ဘူးရစ်မချစ်တဲ့တော့အဲအဲ့လိုမျိုးကတော့မချစ် ်ပြိတ္တပဲရွေးချယ်ခိုင်းလိုက်တော့ပြိတ္တပဲရွေးချယ်ရွေးချယ်ပြီပါနော်ကိုချင်းတော့မချစ်တဲ့တော့ဆိုတာမရှိပါဘူးရှိတော့ပါချစ်တဲ့တော့ပဲနော်ချစ်တဲ့တော့